ရေစကြိုမျိုးနယ်မြို့တော်ရွာကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဝင်ရောက်ပြီးမိရှို့ဖျက်ဆီးခဲ့ကတပ်ဖြတ်ခံရတဲ့အရဲသားအလောင်းတွေတွေ့ရှိရကြောင်းတရင်တူတရင်အမားတွေမဟုတ်မမှန်ရေသားဖြန့်ဝင်လျက်ရှိတဲ့တရင်ကိုတင်ပြပေးမှာဖြစ်ပါရှင်။ စကိုင်းတိုင်းဒေသကြီးရေစကြိုမြို့နယ်မြေတော်ရွာကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဝင်ရောက်ကမိရှုဖျက်ဆီးခဲ့ပြီးတပ်ဖြတ်ခံရတဲ့အရသာအလောင်းတွေတွေ့ရှိရတယ်လို့တရားမဝင်ပြည်ပြမီဒီယာတွေကသတင်းတူသတင်းအမှားတွေမဟုတ်မမှန်လုံးကြံရေးသားဝါဒဖြန့်ဝေလျက်ရှိကြောင်းသိရပါဗျ။ အဆိုပါသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာနေမြေလုံခြုံရေးတာဝန်ရှိသူတဦးရဲ့ပြောကြားချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ကျေးရွာများကိုမိရှို့ဖျက်ဆီးခြင်းဒေသခံပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းမရှိကြောင်း အကြံဖက်သမားများကသာ၎င်းတို့အလိုကျလိုက်ပါလှုံ့ဆော်ခြင်းတောက်ခံအားပေးခြင်းမရှိတဲ့ကျေးရွာရပ်ကွက်တွေကိုမိရှုဖျက်ဆီးခြင်းဒေသခံပြည်သူတွေအစိုးရဝန်ထမ်းတွေနဲ့ဆရာတော်တန်ဃာတို့များကိုခေါင်းစဉ်အမျိုးမျိုးပြပြီးတပ်ဖြတ်ခြင်းများလှုံ့ဆော်လျက်ရှိကြောင်း တရားမဝင်ပြည်ပြက်မီဒီယာတွေကအကြမ်းဖက်သမားများရဲ့လူမဆန်တဲ့အကြမ်းဖက်လုပ်ရက်တွေကိုဖုံးကွယ်ရတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များအဖို့ပြည်သူလူထုက အထင်မြင်လွဲမှားစေရန်ရည်ရွယ်ပြီးအခုလိုမဟုတ်မမှန်လုံခြုံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။